တကောင်ဆွမဖြစ်ချင်းရင်လှူကြငါတကောင်ကျွဲ့ကြောင်းပြောပြအောင်မေလူငယ်တွေမှတ်သွားကြဓမ္မတို့ဟိုကျွဲ့ရိုက်တဲ့လူတွေကြလားပြောရအောင်မိဘုံလေးရှစ်တဲ့တဲ့ကတစ်ဖက်သေးဖောက်ထားအဲ့ထဲမိကွက်ကလေးထက်ကြလားမိကွက်ကလေးထက်လွယ်ဤကလေးတစ်လုံးလွယ်ကျွဲ့ထဲဘူးပြီးတော့ဟိုတန်ကြုံနဲ့ကျွဲ့ရှင်ကလေးကိုအကြီးကလေးဖောက်ထားမသေးဘူးကြီးကလေးဖောက်ပြီးချိတ်ထားတာမပြေးနိုင် တုတ်ကလေးတစ်ချောင်းနဲ့ဟိုငါတကောင်ကျွတ်ပြောအကြောင်းကိုပြောခြင်းလို့မေးထားတာနော်လှုပ်စားဖို့အကြံကြောင်းပေးတယ်မထင်နဲ့ဟိုနောက်ရလှုပ်စားမနေနဲ့ဟိုတကောင်ကျွတ်အကြောင်းသိခြင်းလုံးလို့ကိုတမင်တတ်တတ်မေးထားရအဲ့ဒီလိုအကြီးကလေးဖောက်ပြီးချိတ်ထားကျွတ်ပေါ်တဲ့နေရာသွားသူကမီးဘုံနောက်ကထိုင်းနေတော့သူ့မမြင်ရဘူးပေါ့ပေါင်ရိတ်ထဲကအဲ့ဒီအကြီးကလေးဖောက်ချိတ်ထားတဲ့ကျွတ်ကလေးကိုမီးအောင်ချိတ်ထားကြွက်ကလေးကယုံယုံလို့မရတော့အော်အော်တော့ကြွက်တန်ကြတော့ဘေးကကြွက်တည်းကထွက်လာ ထွက်လာလိုက်အဲ့ဒီကြွက်ကလေးကိုခေါက်နဲ့ရိုက်လိုက်ဒွေထဲထဲလိုက်ဟိုလှုပ်စားဖို့ပြောတာမဟုတ်ဘူးနော်ဒါလည်းသတိပေးရသေးတာအာတော့ကြတကောင်ထွက်လာလိုက်ဒီကြွက်ကအွန်လိုက်ထွက်လာလိုက်ခေါက်နဲ့ရိုက်လိုက်ဒွေထဲထဲလိုက်အဲတရားနာပရိသတ်ရေရွှေတွေမျိုးတွေရှိတဲ့ကြွက်ကတော့ဘျုံးကနဲ့မသေးသေးဘူးပရိသတ်နည်းနည်းလေးတော့အသက်ရှိရှိရောပေါ့ဟိုကြွက်တွေလာတော့သူ့ကြောင့်လာတော့ဟိုကြွက်တွေကြီးရိုက်ရိုက်တတ်တယ်သူကမသေးနိုင်ဘူးနည်းနည်းတော့ကြာတော့ပေါ့ 那些看门的不要玩嘞，为着么么了喽？太嫩呀了，家人的就要一路啊。嗯，虚伪么没有么是，天干了。他刚呢你得脚，他刚来，哎呦哈，都打不落天天变呢。他刚做出来绵绵味的。 ြည့်လေတရားနာပြိတ္တဟိုမှာတကောင်ကျွဲ့လေတကောင်ထဲနေတဲ့ကျွဲ့တဲ့တကောင်ကျွဲ့အကြောင်းပြောတာဒါကြောင့်ဟိုနောက်ဘဝကတရားနာပြိတ္တသူများအလှခိုင်းတဲ့လူကြတော့ချွေရံပေါ်လာပေါ်တယ်ကိုယ်တိုင်လှူခဲ့တဲ့လူကြတော့ပစ္စည်းချမ်းသာလာဒါကြောင့်ကိုယ်တိုင်လည်းလှူတယ်သူများလည်းအလှခိုင်းတဲ့ဆိုတဲ့လူကြတော့အချွေရံပေါ်တယ်ပစ္စည်းလည်းပေါ်တယ် အဲ့ဒီလိုဖြစ်ချင်ရင်တော့ဖြင့်တကောင်ကျွဲမဖြစ်ရအောင်တရားနာပြိတ္တဒါနကိုကြိုးစားပြုကြကောင်းမူလားပြိတ္တကြီးတကောင်ကျွဲကထွက်သွားတာပါဘုရားတကောင်ကျွဲမှမဟုတ်ပဲတကောင်လူကိုတကောင်လူတောင်မဟုတ်ဘူးယောက်ျားမှတကောင်ပြောဖြစ်တိုင်းကြည်တရားနာပြိတ္တတယောက်แท้ဖြစ်နေရောတယောက်แท้ဖြစ်နေတော့ဒီကနေ့တော့ ။တမန်ကြီးခိုးကိုရမဲ့ပြီဟဲ့။တောင်ပြေလွတ်တဲ့ခွေးမကြီးပမာဏကြီးပဲသွားရပါမထုံးနဲ့။ဒီလိုကြီးရင်တွားရင်လည်းပဲနောက်ရက်ရောက်သွားတော့ထမင်းသွားတောင်းဒီလိုပဲမျက်နှာလေးလွှဲနေ။ဟောသမီးကြီးရောက်လာပြီ။ပေးပေးပေးခွက်ကလေး။ဖေရဲ့ဒီနေ့တော့တယောက်စားပဲထည့်ပေးလိုက်ပါဖေရဲ့ဟေးငါလည်းမမေးမိဘူး ဟဲ့သမီးအဖေပထမဆုံးရက်က3ရက်စာတောင်းတယ်ဟုတ်ကဲ့3ရက်စာတောင်းပါစေဖေနောက်တရက်ကျတော့တရက်ရော့ပြီးတော့2ရက်စာပဲတောင်းတယ်ဟုတ်ကဲ့လေအဖေပေးလိုက်တာပဲ2ရက်စာပဲမဟုတ်လားကျွတ်တို့လောက်ပါတယ်လောက်တာဟုတ်ပါပြီသမီးဒီကနေ့တရက်ွက်တောင်းတာကဘယ်နဲ့ကြောင့်တို့ အဖေ ပြောပြမယ်နားစင်ပါဖေရဲ့တမီလေးမိဘနှစ်ပါးနဲ့အစာရေစားမစားရလို့ထွက်ပြီးတော့လာခဲ့ကြရာခုမှဖေရဲ့အဲ့တည်းတက်ခိုးတဲ့ဇာယအဲ့ဒီတက်ခိုးတဲ့ဇာယမှာမိဘနှစ်ပါးနဲ့နေပြီးတော့လာခဲ့ကျွတ်တူလေးတထေးတွေပါဖေရဲ့အဖေနဲ့အမေကတထေးကျုပ်ကတထေးသမီး ဒီလိုတထေကြီးတထေကတော်ကြီးဘုရားမှလာခဲ့တော့ဟောဒီဇယကူအမေကလည်းမတောင်းရဲဘူးအဖေကလည်းမတောင်းရဲဘူးဖေရဲ့ဒါကြောင့်လေမိဘတစ်ပါးကိုကြွေးကျင်လွန်းလို့မိဘနှစ်ပါးအတွက်ရဲ့ကျုပ်အတွက်ရဲ့သုံးယောက်စာလာပြီးတော့ပထမတည်းတောင်းတဲ့ဖေရဲ့အေးလေဒါကြောင့်ပထမရဲ့သုံးယောက်စာတောင်းပြီးနောက်တည်းသမီးဘက်နဲ့ကြောင်း တယောက်တည်းရှော့ပြီးနှစ်ယောက်စာပဲတောင်းတာတို့အဖေတို့ရဲ့ဖခင်ကြီးကထမင်းမစားရတာမဝတဲ့ရတင်ပြလာလို့ជីကအဖေပေးလိုက်တဲ့ထမင်းကျွေးတော့လေမချင်းချင်းပဲနဲ့စားလိုက်လို့စားဖို့နေပြီးတော့ကျောင်းရဲ့အဖေသထေးကြီးသေပြီဖေရထားကြောင် နောက်တည့်ရဲ့အမေအတွက်နဲ့ကျုပ်အတွက်သာကျုပ်တောင်းပါတယ်ဖေရဲ့။အော်ဒုက္ခပါလား။မစားရတဲ့လူတွေဒီနာရင် ရှိတဲ့အောင်မေ။အင်းမစားရတဲ့လူတွေဟာတပြေလုံးမတည်လို့ရှိနေကြမှာပါပဲလေ။ချမ်းသာတဲ့တထေကြီးရှိကလို့ဆင်းရဲတဲ့လူငယ်တွေလည်းရှိကြတယ်။ ချမ်းသာတဲ့တိုက်ကြီးတာကြီးနဲ့နေတဲ့လူတွေရှိသလိုတဲခုတ်ကလေးတွေနဲ့မိုးရွာတော့အစုံနေပူတော့အချောင်းလောကကြီးဓာမျိုးတွေလည်းရှိသကိုအေးသမီးသမီးသို့တော်လဲငါသမီးဖေမေးမယ်နော်နှစ်ယောက်စာတောင်းတော့ညီအမေနဲ့ညီစားတယ်မဟုတ်လားဟုတ်ကဲ့ဒီနေ့ညီတယောက်ထဲစားမလို့အမေကိုမကြွေးတော်ဘူးလို့ပြန်ကြံလားသမီးရဲ့ မဟုတ်ပါဘူးဖေအဲ့ဒီလိုမဟုတ်ပါဘူးကျုပ်အဖေကိုလည်းကြုတ်ကျွေးခြင်းနဲ့ကျုပ်အမေကိုလည်းကြုတ်ကျွေးခြင်းနဲ့သူတို့မွေးဖွားလို့ဒီအရွယ်ရောက်လူလားမြောက်လားတဲ့တမိမို့မိဘကျေးဇူးတွေကျုပ်ပဲလို့ပဲဆက်ရှင်ပေးမယ်လို့အဖေကျုပ်အမေကလည်းနှစ်ယောက်ကျွေးမယ်အစာကို ကျုပ်မစားသေးပဲနဲ့အမေအရင်ဝအောင်ကျွေး အမေမစင်းစားပဲနဲ့အစာလွန်ပြီးတော့တည်သွားလို့ကျုံမိပါနှစ်ပါလူပြေပါမရှိဘူးဖေးရမရှိကြတော့ဘူးအခုကျုပ်တယောက်တည်းရှိတော့တယ်ဖေးရဲ့တကောင်းကျွမ်းမကြီးတောင်းပြေလွတ်တဲ့ခွင်းမကြီးကျုပ်ခုကိုရမယ်ပြီဖေးရဲ့အေးဩတနာစရာပါလားသမီးကဲကဲကဲအဲ့ဒါကြီးရှိစီတော့ ငါသမီးတို့အဖေနဲ့အမေကတထေးကြီးတထေးကတော်ကြီးဆိုတော့ဟဲ့ဘယ်မျိုးကရုံးသမီးရဲ့จွတ်တို့ဗတ္တိယမျိုးကပါဖေဟင်ဟာတာဖေငါအရှင်သခင်ဂောသကတထေးကြီးအမိတ်ဆွေများဖြစ်နေမလားစဉ်းစားဟဲ့သမီးမိဖေတထေးကြီးကဘယ်သူတို့ပါရဝရီတထေးကြီးလို့ခေါ်တယ်ဖေရဲ့ ဟေးဟုတ်ပါပြီကို깟သမီးငါတို့အရှင်သခင်ဂေါတကတထေးကြီးရဲ့မိတ်ဆွေဖြစ်တဲ့ဗတ္တဝတိတထေးကြီးရဲ့သမီးဆိုတော့깟ဘာမှမပူနဲ့သမီးလာဖေးထောင်လိုက်ခဲ့သမီးရေခေါ်နေတာကလည်းအဖေဖေးခေါ်လို့အဖေကလည်းသမီးလေးကဲသူအောင်းမိတယ်ငါသမီးကြီးလာလာလာလိုက်ခဲ့ပြီတော့လိုက်ခဲ့ပြီတော့သိုးပြီတော့ခေါ်သွားသမီးအရာမှာထားပြီးမွေးစားခဲ့ နောက်ရက်ကြတော့အလှတင်းကုန်စေရအဖေလို့သူကသွားပြီးတော့ကျွေးရမွေးရဖေးပြန်လာတော့မေးဖေးတဲ့ဟိုအဖေတို့လှတန်းနေတဲ့ဇယကြီးမှာလာပြီးတောင်းကြတဲ့ယောက်ျားတွေမိန်းမတွေကဆူလို့ညံလို့ပါလားဖေးရဲ့တဲ့သူတို့မဆူအောင်မညံအောင်ဖေးတို့မတတ်နိုင်ဘူးလားအာသမီးဘယ်လို့မှမရဘူးဟာငါတော်လဲတိုးတာပဲငါတော်လဲတိုးတာပဲသမီးညမဟုတ်ပါဘူးဖေးရဲ့တဲ့သမီး ဟိုမဆူအောင်ဖန်ပြီးပြိမဲ့လေအဲကြံစားမအောင်ငါသမီးရဲ့ဝင်ပေါက်ထွက်ပေါက်တပေါက်ထဲထားဝင်ပေါက်ထွက်ပေါက်တပေါက်ထဲထားဒီဘက်ကထွက်ဒီဘက်ကဝင်နှစ်ပေါက်ထားပြန်တော့လေတိုးနေမှာစိုးလို့သူ့စိတ်ထဲသူ့စိတ်ထဲစိတ်ကူးလေးနဲ့ကြံစီอืมဝင်ပေါက်ထွက်ပေါက်တပေါက်ထဲထားလိုက်ပြန်တော့လေ ဒီအပေါက်ကပဲဝင်ဒီပေါက်ကပဲထွက်အိုးတော်ကြထွက်သွားတဲ့လူကထမင်းနဲ့ဝင်လာတဲ့လူကထမင်းမပါထွက်လာတဲ့လူထဲကလူอยู่ရင်လည်းစူအောင်ပါပဲအရှိဘရားကတပေါက်အနောက်ဘရားကတပေါက်နှစ်ပေါက်ထားပြီးတော့သွားစရာလမ်းကလေးနဲ့လှုပ်ပေးရရင်ဖြင့်ဘေးကနေမတ်တက်ရပ်ပြီးတယောက်ပြီးတယောက်အစင်အတိုင်း သူတို့ထဲ့ပေးရရင်ဖြင့်ငြိမ်ပါပဲကြိတ်အခုတော့အဖေတဲ့တမိဖန်တီးပြီးပြီဖေရဲ့တမိဖန်တီးပြီးလို့အဲ့ဒီလိုကြွေးရရင်ဖြင့်ငြိမ်လိုက်မဲ့ဖေရဲ့ဒေတာမငြိမ်တဲ့လူဆိုတာအဲ့ဒီလိုလမ်းကျဉ်ချင်းတက်ရောက်သွားတာအောင်လုပ်ပေးရတယ်ရုပ်ရှင်ယုံနေကြည့်ပေါ့လုပ်တာမြင်မှုတယ်မဟုတ်လားလက်မှတ်တိုးတဲ့အပေါင်နာလေ